ရိသတ်များအားလုံးကိုကျမတို့ရဲ့ Boosto Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူအက္ခစော်ရေးသားထားတဲ့ဆောင်းတီဥပတာနဲ့ကဝေကျွေးတဲ့ဓမင်းဝိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါရရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနား Notify Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုခြင်းပါရရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ကျုပ်တို့ခရီးဆက်လာရင်လက်တလျှောက်မှာတော့အေးရအေးကြောင်းပါပဲဗျာ။ နောက်တော့တောင်ကြီးတွေကိုဖြတ်လာရတယ်ဗျ။ကားလန့်ကလည်းတောင်တက်တောင်ဆင်းနဲ့ကျုပ်တို့အညာလူကိုမထင်မဲရှမ်းပြည်ဘက်ကိုလမ်းမပြီးရောက်လာသလားလို့ထင်မိတာ။ကျုပ်တို့ဒေသနဲ့ဘာမှမဆိုင်ဘူးဗျ။တစ်တော်ကြီးတွေတောင်တန်းကြီးတွေနဲ့နွေရာတီမာတောင်တစ်တော်တွေကစိမ့်ဆူနေတာဗျ။ကျုပ်လည်းကားစီးလာရင်ဆရာကြီးရှင်ကိုလက်တို့ပြီးတော့မေးရတာပေါ့ဗျာ။ဆရာကြီးကျုပ်တို့ကားမစီးလာပြီးရှမ်းပြည်ကိုများရောက်နေရလား။အခုတောင်နေပေါ်ကိုကြည့်ရောက်နေတာနော်ဗျ။ ဥအောင်ရှိန်ကကြုတ်ပြောတော့အတန်ထွက်ပြီးတော့ပါရှိတယ်ဗျမမားပါဘူးငါတူရဒီလန့်ငါတို့သွားနေကြပါကွမမားဘူးဆိုတော့လေတော်သေးတာပေါ့ဗျာကြုတ်ဖြင့်တမင်းမေးပြီးနိုးလာတော့ရှမ်းပြည်တက်နေတယ်လို့ထင်သွားမိတာဟာဟာဒါရှမ်းပြည်မဟုတ်ပါဘူးကွငါတို့ရောနယ်ကိုရောက်လာတာပါရောနယ်ကလည်းတောင်တွေကြည့်ပဲနော်ဗျကျုပ်လဲမင်းရင်ပရင်ပေါက်ကနေငေးကြည့်လာတာပေါ့ဗျာမြင်မြင်သမျှတောင်တန်းတွေတစ်တော်တွေပဲမြင်နေရတာကိုဗျဥအောင်ရှိန်ကချောင်းတစ်ချက်ဟန်းလိုက်ပြီးတော့ ဒူယောနယ်မှာတောင်ကြီးဆက်တဲ့တောင်တောင်ငယ်20ရှိတယ်ကွာတောင်ကြီးတွေကတော့ပုံတောင်ပုံညာဒညင်းပောင်မင်းစေးကြီးမောင်နှမနွားမခွေးခေါ်စင်လဲတောင်တော်တဲ့ကွာဥအောင်ရှင်ဘာရီရွတ်နေမှမသိလို့ကြုံလဲခေါင်းကုပ်နေမိတာပေါ့ဗျာနောက်တော့ဥအောင်ရှင်ကြီးကရှင်းပြတယ်ဗျဒီစားဆူအရာဆိုရင်ပုံတောင်ရင်ပုံညာတောင်ရင်ဒညင်းတောင်ပောင်မင်းတောင်စေးကြီးတောင် မောင်နှမဆိုတာကတော့မောင်တောင်တော်နှမတောင်တော်နွားမတောင်တော်ခွေးခေါ်တောင်စင်လဲတောင်နဲ့ တောင်တော်ဆိုပြီးတော့တောင်ကြီးဆက်တလုံးရှိတယ်။ကျုပ်လည်းဒီတော့မှသဘောပေါက်တာဗျဒီဒေသမှာတောင်တွေလည်းတိတ်ပေါ်တာ哦။ဒါနဲ့တောင်နာမည်တွေကလည်းအစမ်းနေပါလား။အေးဒီတောင်တွေမှာသူ့တောင်နဲ့သူဇက်ချောင်းရာဇဝင်တွေရှိတယ်ကွာ။အဲ့ဒီတောင်တွေမှာအမိပြုတ်ပြီးနေကြတဲ့ကြွားသားတွေဆိုရင်တောင်ပိုင်းတွေကိုတေလူအောင်ကြောက်ရတဲ့။နီးဆက်တာကိုပြောပြရရင်တောင်တော်တောင်ကိုဘယ်သူမှခြေဆင်းပြီးမအိပ်ရဲကြဘူး။တောင်ကြီးရှိရာကိုပဲခေါင်းထိုးပြီးအိပ်ကြရတယ်။မအိပ်ရင်ရောဘာဖြစ်တယ်လဲဗျ။ မင်းကတော့ပေါပေါရှာရှာမေးပြန်ပြီမယုံကြည်လို့ခြေစင်းအိတ်တဲ့သူတွေကခေါင်းခဲတာခေါင်းကြိုက်တာအပြင်းပြားတာဖြစ်တယ်။နောက်ပြီးတောင်တော်တခင်မညိုးတာခံရတတ်တယ်တဲ့။ဒါကြောင့်ရွာကန်နေလဲမအိတ်ကြသလိုဧည့်သည်တွေကိုလည်းမအိတ်ခိုင်းကြဘူး။အင်းထူးဆန်းလိုက်တာနော်။ဒါထက်ထူးဆန်းတာတွေတပုံကြီးရှိသေးတယ်ကွ။အဲ့ဒီတောင်ကြီးကိုကြော်ပြီးရင်တော့ဂန်ကောရောက်တော့မယ်ဟိ။ငါလည်းခဏမေးလိုက်အောင်မယ်။ဥအောင်ရှင်ကဥပသာလို့လေးမရှိဘူးဗျ။ကျုပ်ကလည်းတခုခုဆိုသိကြလိုက် ခရီးစီးတွင်ကြလိုက်မေးတတ်တဲ့ကောင်းဆိုတော့သူကလည်းကျုံနဲ့တိတ်စကားပြောချင်မှမရဘူးပေါ့ဗျာ။ဂန်ကောမျိုးမကြိုးစိုးပါဤမျိုးဝင်နာရောက်တော့ဆိုင်းဘုတ်ကိုကျုပ်အတန်ထွက်ပြီးဖက်လိုက်တယ်။လမ်းကနည်းနည်းကျန်းတော့ကားကလည်းစောင့်နေဗျ။ဥပသားကြီးနဲ့ဥအောင်ရှင်ကတော့တလန်းလုံးမှေးပြီးလိုက်လာခဲ့ကြတာပဲ။ကျုပ်ဘေးကကိုရင်မောင်ကတော့ထုံးစံအတိုင်းပါဇက်ကိုပွားစီပွားစီလုပ်ပြီးပရိစိတ်နေတာပေါ့ဗျာ။ဂန်ကောမျိုးတွေကကားကိတ်မှာကားရက်လိုက်လို့ကျုပ်တို့ကားပေါ်ကဆင်းလာတယ်ဆိုရင်ပဲလူကြီးတယောက်ကပြေးထွက်လာပြီးတော့ ဥကောင်ရှင်ရှေ့မှာလက်အုပ်ချီတယ်ဗျ။ဆရာကြီးတို့ဘယ်ကကြွလာတာလဲ။အေးကွအရှိဘက်ကရွာရီစီ ခနာလှဲ့နေတာ။မင်းရောအဆင်ပြေရဲ့လား။လုပ်ငန်းကိုင်ငန်းတွေအားလုံးအဆင်ပြေပါတယ်ဆရာကြီး။ဒါနဲ့ဆရာကြီးတို့ဘာစားပြီးပြီလဲ။ကျွန်တော်ဆရာကြီးတို့နေ့လယ်စာကျွေးပြစေ။အဲ့ဒီလူကပြောတော့ကျုပ်လဲဗိုက်စာစာနဲ့စားရပြီလို့ထင်လိုက်တာပေါ့ကွာ။ဒါပေမဲ့ဥအောင်ရှင်ကခေါင်းခါတယ်ဗျ။ဒီတခါတော့ငါတို့သွားစရာရှိသေးလို့မစားတော့ပါဘူးကွာ။ဟုတ်ကဲ့ပါဆရာကြီး။ဆရာကြီးတို့ကျွန်တော်ကားကိုစီးလာခဲ့တာပဲ။ကျွန်တော်ကားကပြန်ပေးပါမယ်။ ေပါစီကွာရပါတယ်ကဲငါတို့သွားပြီဟဲ့စားကြောက်ရမယ့်ပွဲကိုလွဲသွားတော့ကျုပ်လည်းစိတ်တူသွားတာပေါ့ဗျာနေရလဲမွတဲတော့မယ်ဗျကျုပ်တို့လည်းစားလာပြီကိုဥအောင်ရှင်ကြီးကတော့ကျုပ်ကိုပြောရင်ကြည့်တယ်ဗျငါတူကြီးဘိုက်စာနေပြီလားကွာနေစမ်းမအောင်ကွာဖြည်းဖြည်းပေါ့အစိုးရရှိသေးတာပဲမဟုတ်လားဥပသာကြီးကလည်းခေါင်းငိမ့်နေဒါနဲ့ကျုပ်လည်းဘာမှမပြောတော့ပဲအဝိထုပ်ကြီးနှစ်ထုပ်ဆွဲပြီးသူတို့နောက်ကနေလိုက်လာခဲ့တာပေါ့ဥအောင်ရှင်ကြီးကလူကြည့်လူခင်တော့ပေါ်တယ်ဗျ လူချစ်လူခင်တာတဲ့ဆိုင်လူတွေကသူ့ကိုလေးစားကြတယ်လို့ဆိုရမယ်ကျုပ်တို့လမ်းလျှောက်လာတော့တလန်းလုံးမှာတွေ့သမျှလူတွေကသူ့ကိုဆရာကြီးဆရာကြီးဆိုပြီးလက်အုပ်ချပြီးနှုတ်ဆက်ကြတာဗျတချို့ကျတော့နှုတ်ဆက်ယုံနေပဲကမလဲဆရာကြီးထမင်းစားသွားပါလက်ဖက်ရည်တောက်သွားပါနဲ့ဖိတ်ကြတယ်ဗျကျုပ်ဖြင့်ဥအောင်ရှင်တအိမ်အိမ်တော့ဝင်စားပြီလို့ထင်နေတာဘယ်ဟုတ်မလဲဗျ तू ကသူ့ကိုဖိတ်တဲ့လူတိုင်းကိုညင်ညင်လှုပ်နေတော့တာပဲကံကောမျိုးကကျုပ်တို့မြိုင်တာမျိုးတဲ့ဆိုင်အတော်ကြီးတာဗျဆိုင်လေးဆိုတာလေတခန်းတနာပဲ များသောအားဖြင့်ကတော့အထယ်လိပ်တွေလုံးကြတယ်။ဟိုတယ်ဆေးရုံရုပ်ရှင်ရုံနဲ့စီကားနေတာပေါ့ဗျာ။မကြပါဘူးမြို့ထဲကိုရောက်လာပါရော။ဒီအခါဥအောင်ရှင်ကိုတရုတ်ကြီးတယောက်ကနှုတ်ဆက်တယ်ဗျ။ဆရာကြီးမတွေ့ရအောင်ကြာနေပြီ။အေးကခီးကြီးတွေကြီးထွက်နေတော့ဒီဟိုတောင်မရောက်တာကြာလောက်ပေါ့။တရုတ်ကြီးကကျုပ်တို့ကိုတချက်ငဲကြည့်တယ်ဗျ။နောက်တော့ဆရာကြီးတို့ထမင်းစားသွားကြပါလား။မစားသေးဘူးဆိုရင်ဝါစီမှာစားသွားပါလား။ကျုပ်လဲဥအောင်ရှင်များညင်အောင်မလားဆိုပြီးထိတ်လန့်နေတာပေါ့ဗျာ။ လူတစ်ကိုယ်လုံးလဲချွေးတွေထွက်ပြီးပေဆုံနေရပဲဥပောင်ရှင်ကကျုပ်ကိုကြည့်ပြီးတော့ပြုံးနေပြမင်းတို့စားပြီးတဲ့နဲ့ကောင်းမီလေးတယောက်ကြီးမင်းစီမှာပဲနေလေစားစားသွားတာပေါ့ငါတို့လေးယောက်စားဖို့အဆင်ပြေတယ်မလားတယောက်ကြီးကရွှေသွားကြီးပေါအောင်ပြုံးလိုက်ပြီးတော့ပြည်တာပေါ်ဆီယာကီရဲ့ဝါရုစီမှာဆီယာကီတို့လေးယောက်မပြောနဲ့လူ၄၀လာရင်တော့စားလောက်ပါရဲ့လာပါဆီယာကီတို့ကြောက်ပါတယောက်ကြီးကစတိုးဆိုင်ကြီးတစ်ခုတည်းကိုဝင်သွားတယ်ပြစတိုးဆိုင်ဘေးနားမှာတော့အပောင်ဆိုင်တစ်ခုရှိတယ် ကျုံလဲသူတို့ဆိုင်ကြီးမှာတင်ထားတဲ့နိုင်ငံသားဖြစ်ကုန်စီတွေကိုငေးပြီးတော့ကြည်နေတာပေါ့ဗျာနောက်တော့ဆိုင်နောက်ဘက်ကိုတရုတ်ကြီးကခေါ်သွားတာနဲ့လိုက်သွားတာပေါ့တရုတ်ကြီးအိမ်ကခန်းခန်းနာနာကြီးဗျမြိုင်သားမျိုးကကလမာကြီးမာယာတို့ချမ်းသာတာကဒီတရုတ်ကြီးနဲ့ရှင်ပမွားလေးပဲတရုတ်ကြီးတို့အိမ်ထဲမှာကြွေပြားတွေခင်းထားပြီးတော့ TV အကြီးကြီးလည်းရှိသေးတယ်အိမ်တော်ပရိဘောကားတွေဆိုလဲအစုံပဲဗျကျုပ်တို့မမြင်ဘူးတဲ့ဟာတွေတော့အများကြီးပဲအိမ်နောက်ဖက်ဘေးနားမှာထမင်းစားကန်းရှိတယ်ဗျ ထမင်းစပွဲကြီးကိုမြင်တော့ကျုပ်ဖြင့်ဟိုတယ်ကြီးထဲရောက်သွားသလားလို့ထင်ရတာစပွဲဝိုင်းအကြီးကြီးကိုမှစုံလေလောက်ထားတာဗျစပွဲကြီးကလည်းမဟော်ဂန်နီအောင်တောက်နေရပဲဆရာကြီးတို့ထိုင်မှာဝါစားဖို့တောက်ဖို့စီစဉ်လာရုံပဲတရုတ်ကြီးကမိဖို့တဲကိုဝင်သွားတယ်ဗျပြီးတော့ပြန်ထွက်လာပြီးလက်ထဲမှာလည်းပလင်းစိမ့်စိမ့်လေးတွေကင်ထားတယ်ကျုပ်တို့အနာရောက်တော့ပလင်းဖောက်တန်နဲ့ဖောက်လိုက်တဲ့အခါပလင်းနဲ့ကနေစီကနေမြည်သွားပြီးတော့အမြုပ်တွေတက်လာတာပေါ့ဗျာနောက်တော့ပိုက်ချောင်းလေးတွေတက်တယ်ဗျဒါဒါပလင်းပြီးလဲရေမဟုတ်လား သူကအံ့ဩပြီးမေးလိုက်တာပေါ့အဲ့ဒီခေတ်ကဘီလက်ရေးဆိုရင်လက်ဖြော်တွေများတယ်အခုလိုပလင်းပိတ်ထားတဲ့ဟာတတိယတွေမှာတောက်နိုင်တာဗျကျုပ်လဲမောမောနဲ့တစ်ချက်ဆုပ်တောက်လိုက်တော့အပါပါအေးပြီးခြုံဝဲပြီးလေချောင်းထဲကိုဆင်းသွားတာပဲဗျာနောက်တော့စားတောက်စရာတွေလာချတယ်ထမင်းနဲ့အရွက်တွေအသီးတွေအသားတွေနဲ့ကြော်ထားပြုတ်ထားတာစုံလို့ဗျတရုတ်ကြီးကလည်းကျုပ်တို့နဲ့တခါတည်းဝင်ထိုင်နေနောက်တော့အိမ်ထဲကိုကြည့်ပြီးခင်ရင်လာလေကွာထမင်းတခါတည်းလာစားပါဦး အဲ့ဒီကအိမ်မော်ကနေမိန်းမတယောက်ဆင်းလာတယ်ဗျတရုတ်မိန်းမဆိုပေမဲ့တရုတ်မမဟုတ်ပါဘူးဖြူဖြူချောချောမိန်းမတယောက်ပါဇပင်ကိုလိန်ကောက်ထားပြီးတော့နိုင်ငံသားဖြစ်အထယ်တွေဝတ်ထားတာဗျစိန်နေရွှေတွေလည်းဝတ်လို့လေပင်ကစိန်လောကသီးကြီးဆိုရင် အတော်ကြီးတာဗျနေအောင်ထဲမှာဆိုဝင်ငနဲ့လက်ခနဲ့ပဲဒါပေမဲ့အဲ့ဒီမိန်းမမလာခြင်းလာခြင်းနဲ့ဗျတရုတ်ကြီးဘေးနားမှာဝင်ထိုင်လိုက်ပြီးတော့ခင်မစားခြင်းသေးဘူးအကိုကြီးမလုပ်ပါနဲ့ခင်ဟာထမင်းမစားခြင်းလဲဟင်းချိုတောက်ပေါ့ ဲ့ဒီမိမကချုပ်တို့အသေးချာစိုက်ကြည့်တယ်ဗျနောက်ပြီးတော့ဥအောင်ရှင်ကိုလည်းမျက်စောင်းလှမ်းထိုးတယ်သူ့မျက်လုံးတွေကအရေလက်ပြီးတော့ဝင်းလက်နေတာပဲဗျမစားချင်ပါဘူးဆိုအကိုကြီးကလည်းခင်ကဧည့်သည်တွေရှိမှအားနာစရာဖြစ်နေပါပြီခင်နဲ့မိတ်ဆက်ပေးခြင်းလို့ဟောရာဖျားပြန်ဥအောင်ရှင်နဲ့တယုတ်ကြီးကပြောလိုက်တော့အဲ့ဒီခင်ဆိုတဲ့မိမကဥအောင်ရှင်ကိုမျက်စောင်းထိုးကြည့်ပြီးတိသားပဲထပ်ပြက်ပြက်ပြောတယ်ဗျတယုတ်ကြီးလည်းအံ့ဩသွားတယ် အမခင်ရအိမ်ထဲမှာပဲနေပြီးဆရာကြီးကိုဘလို့တိသွားတာလဲ။အိုး၊ तू ကဒီလောက်နာမည်ကြီးတာ။ခင်ရစီးပွားရေးလုပ်နေတဲ့လူပဲတိတာပေါ့။တရုတ်ကြီးကပေါ်ရွေတယ်လို့သူမိန်းမကတော့မျက်နှာထားတင်းလိုက်တာဗျာ။ထမင်းကောင်အောင်စားနေတဲ့ကျုပ်တောင်မှသူ့မျက်နှာကြည့်ပြီးထမင်းစားခြင်းစိတ်ပြတ်တယ်။ဟုတ်တယ်လေဗျာ။စားနေတဲ့သူမတက်ထားတလူလူနဲ့စူးစိုက်ကြည့်နေတာဆိုတော့ခမားလို့ဆိုရင်ရောစားဝင်မှမလားဗျ။နောက်တော့ကျုပ်တရီထားပြီးတော့ထမင်းအစားဆုံးကကျုံနဲ့တရုတ်ကြီးပဲဗျာ။ ဥအောင်ရှင်ကလည်းဟင်းကိုတစ်ဖက်နှစ်ဖက်ပဲဝါတယ်။သူ့တပည့်ရှင်မောင်ကလည်းထမင်းမစားဘူးဗျအေးပဲတောက်တယ်။နောက်ပြီးထမင်းစားနေတဲ့ကျုပ်ကိုလည်းရှင်မောင်ကခြေထောက်နဲ့လှမ်းလှမ်းတိုးတယ်။ကျုပ်ကလည်းအစားတော့မတော်တဆထိမိတာပဲထင်နေတာ။နောက်တော့မှသူတို့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးကျုပ်ထိတ်လန့်သွားတယ်။သူတို့ဘာလို့ထမင်းမစားကြရလဲ။ဥပဒါကြီးဆိုထမင်းပကံနဲ့လက်နိုင်ပြီးငြိမ်နေတာ။ကျုပ်လည်းအဲ့ဒီတော့မှကြောက်ကြောက်နဲ့ထမင်းထပ်မစားတော့တာပဲ။ခင်းဆိုတဲ့မိမကကျုပ်တို့ကိုကြည့်ပြီးတော့တောက်တစ်ချက်ထခောက်တယ်ဗျ။ ူတောက်ခေါက်လိုက်တာနဲ့ထမင်းစားနေတဲ့တရုတ်ကြီးကခွေကနေလဲပြီးဇပွဲပေါ်မှောက်ကြသွားတယ်။ကျုပ်လဲခေါင်းနေထိုးကြိုက်လာပြီးတော့ခြားခြားလဲပြီးမိလဲမလို့ဖြစ်သွားတဲ့အချိန်မှာဥပဒါကြီးကကျုပ်စပ်ပူကိုဖြောင်းကနေအုပ်ထည့်လိုက်တော့ကျုပ်အကောင်တိုင်းပြန်ဖြစ်သွားတယ်။ဥအောင်ရှင်ကထမင်းစားတောက်ပြီးတော့လက်တုပ်ပွားနဲ့သူ့ပါးစပ်ကိုတုပ်လိုက်တယ်ဗျ။ပြီးတော့သူ့ကင်ထားတဲ့လက်တုပ်ပွားကိုဖြန့်လိုက်တော့လက်တုပ်ပွားထဲမှာသပင်ကြီးတွေကြောက်တုံးတွေအခဲလိုက်ပဲဗျ။ဥအောင်ရှင်ကရီမောရင်နဲ့အဲ့ဒီလက်တုပ်ပွားကိုစပွဲပေါ်ကိုပြစ်တင်လိုက်တယ်။ အင်းရှင်ကဧည့်ခံနေဆိုတော့လေဒါနမြအောင်စားပေးရတာပေါ့ဟက်ကောင်မညီအစွမ်းလောင်းနဲ့ငါ့ကိုလုံနိုင်မယ်လို့များထင်လို့လားဥကောင်ရှင်စီကသပင်းချီတွေထွက်လာတော့မှအစားစာတွေထဲမှာအောင်လန်းနီးနဲ့လုံထားတယ်ဆိုတာကိုကြုံသိလိုက်တာဗျကြုံလဲတော်တော်ကြောက်လန့်သွားတာဘာလို့လဲဆိုတော့ဒီအစားတွေကိုအစားဆုံးကကြုံကိုဗျကြုံကြောက်နေတဲ့အချိန်မှပဲခင်းဆိုတဲ့မိန်းမကအတန်ဆူဆူနဲ့ရှိတယ်ဟာဟာဟာရှင့်ကိုရှင်တိတ်တက်လာပြီလို့ထင်နေတာလားအဖိုးကြီးအောင်မနင်းလို့အောက်လန်းဆုံးမ ငါ့ကိုအထက်လန်းကိုလုံနိုင်မယ်လို့များနေထင်နေရလားအချင်းနေတွေကချက်ချင်းတင်းမှာဂုံပြီးပြဥအောင်ရှင်ကြီးကမတက်ရက်မဲပြင်လိုက်တော့ခင်ရရှင့်စီးကိုဖောက်လို့မရဘူးနော်အဖိုးကြီးဒါကြုတ်ရပိုင်နဲ့ကြုတ်ပိုင်နဲ့အထဲမှာကြုတ်ကိုရှံပြူရင်တက်လောကလုံးကစုံးနေရရှင့်ကိုဝိုင်းညိုကြလိမ့်မယ်ဥအောင်ရှင်ကြီးကလည်းထိုင်ကုန်မှာပြန်ထိုင်လိုက်တယ်ကောင်းပြီနေ့ကငါရံမပြူချင်ဘူးငါကလည်းနေ့လေတရုတ်ကြီးပင်းလို့လိုက်လာခဲ့တာဒီတော့နေလောက်ထားတာနေပြန်သိငါတို့လည်းသွားမယ် ခင်ရဟာပက်ပက်ရှိလိုက်တယ်။ရှင့်ကိုကျမလုံးလို့မှမရတာ။ရှင်သွားချင်းသွားလို့ရပြီ။ဥအောင်ရှင်ကဒေါသထွက်ပြီးတော့ကျုပ်ကိုလက်ညှိုးထိုးတယ်ဗျ။ဒါဆိုဒီကောင်လေးကိုလှုပ်ထားတာတွေကိုရော နေပြသိမ့်ပေးပါ။ဒါကတော့ sorry ပဲ။ကျမပြန်မသိမ့်ပေးနိုင်ဘူး။ဥအောင်ရှင်ကြီးတော်တော်ဒေါသထွက်နေတာဗျ။သူတို့ခိုင်းပညာတွေမှလည်းသူတို့စီနဲ့သူတို့ရှိမှာပေါ့ဗျ။ဒေါသထွက်နေတဲ့ဥအောင်ရှင်ကြီးကိုဥပတာက လက်ကိုဆွဲလိုက်ပြီးအตาနေခိုင်းလိုက်တယ်။နောက်တော့ဥပတာကြီးကချောင်းတစ်ချက်ဟန့်လိုက်ပြီး နင်သူ့ကိုလှုပ်ထားတာကိုပြန်သိရင်သိမသိရင်တော့နင်နဲ့ငါနဲ့တွေ့မယ်။အောင်မာအဖိုးကြီးကလေကျဲလို့ဒါကြုတ်ပိုင်နဲ့ဆုံးတစ်ယောက်ကိုသူ့ပိုင်နဲ့ထဲမှာဘယ်ထက်လန်းစရာကစော့ကားရဲလို့လဲ။ဥပဒါကြီးကရီတယ်ဗျ။နင့်ကိုသူ့လှုပ်လို့မရပါနဲ့ငါလှုပ်လို့ရတယ်။ဘာလို့လဲဆိုတော့ငါကနင့်လိုဆုံးမဲလေ။ခင်းဆိုတဲ့မိန်းမကမျက်မှောင်ကြုံလိုက်တယ်။ပြီးတော့မှအတန်သေးသေးလေးနဲ့ရီတယ်။ကောင်းတာပေါ့အဖိုးကြီးရဲ့ကျုပ်လည်းပညာမပြိုင်ရတာကြာနေပြီ။ ခင်ရထမင်းစပွဲကိုလမ်းနဲ့ပုတ်ချလိုက်တာနဲ့ထမင်းစပွဲပေါ်ကထမင်းပကံနေဟင်းပကံနေအကုန်လုံးလေပေါ်ကိုမြောက်တက်သွားပြီးတော့တစစီပြန်ကျဲကုန်တာပေါ့ဥပသာကြီးကလည်းထိုင်ရသားနဲ့စပွဲကိုလမ်းနဲ့တစ်ချက်ပုတ်လိုက်တော့အဲ့ဒီထမင်းပကံဟင်းပကံနေကစပွဲပေါ်ကိုပြန်ကျပြီးတော့ထမင်းစေးတွေဟင်းဘက်တွေကသူ့ပကံထဲကိုသူ အရှိုးရှိုးပြန်ပြုတ်ကျကုန်တာဗျအလုံးကခုနအတိုင်းပြန်ဖြစ်သွားတာပဲခင်ရစပွဲကိုလမ်းနဲ့တက်ချလိုက်တော့စပွဲပေါ်မှာရှိတဲ့ပကံတွေကဘေးကိုအကုန်ဆုသွားတယ် ဥပဒါနဲ့ तू ကမျက်စောင်းတို့ထိုင်နေတာဆိုတော့သူတို့ရှိမှဇပွဲအလွတ်ဖြစ်သွားတာပေါ့ခင်ရသူရှိရရေးထည့်ထားတဲ့ဖန်ခွက်ကိုလက်နဲ့အုပ်ကိုင်ပြီးတခခုကိုရေရွတ်လိုက်တော့အဲ့ဒီခွက်ထဲကရေတွေကဝါချင်းချင်းအရေတွေဖြစ်သွားတာပေါ့ဗျာရော့ဆုံးတီကျုပ်သေးတောက်စမ်းခင်ရဥပဒါကြီးစီတို့လှန်တွန်ပေးလိုက်တော့ဖန်ခွက်ကဇပွဲပေါ်မှာရှော့တိုက်ရွေးရှာပြီးဥပဒါကြီးစီကိုတန်တန်မတ်မတ်လာပါရောဥပဒါကြီးကလည်းဟိလို့អော်လိုက်တာနဲ့အဲ့ဒီဖန်ခွက်ကဇပွဲအလဲမှာတန့်သွားပါလေရော့ ခင်ရဇပွဲကိုလက်တစ်ဖက်တင်ပြီးတော့အားဆိုင်ထုတ်လိုက်တယ်ဗျဖန်ခွဲကဥပဒါဘက်သို့ပြေးသွားတာပေါ့ဥပဒါကလည်းဇပွဲပေါ်ကိုလက်ဝါးနဲ့ဖြန်ကနေရိုက်ချပြီးပြန်အားဆိုင်တယ်ဒီတော့ခွက်က သူ့ဘက်ကိုဆက်မရွှေ့တော့ပဲရက်တန့်သွားပြန်ရော ဥပဒါရောခင်ရောနှစ်ဖူးမှချွေးတွေစို့လာတယ်ဗျခင်ဆိုရင်လဲလေပင်ကြောကြီးတွေပါထောင်ထလာတယ်ဥပဒါကြီးဆိုရင်လဲမျက်မှောင်ကြီးကျုပ်ထားတာနှစ်ဖူးကြောတွေကိုတင်းလို့ဗျဘေးကကြည်နေတဲ့ကျုပ်တောင်သူတို့နှစ်ယောက်ဘလောက်ပြင်းပြင်းထန်ထန်ပြိုင်တယ်လဲဆိုတာသိနိုင်တယ် ။နောက်တော့ခင်ရတစ်ချက်အားကနေអော်ပြီးဇပွဲပေါ်လက်ထောက်ကျသွားတယ်ဗျ။သူရှုံးသွားပြီထင်တာပါပဲ။နောက်တော့ဇပွဲပေါ်ကိုတကူလုံးမှောက်ကျပြီးကုန်းကုန်းကြီးဖြစ်နေတယ်။ခင်ရပါဇက်ကြီးကလည်းသူ့အလိုလိုဟာသွားတယ်။ခင်ရမျက်လုံးကြီးတွေဆိုပြူးနေတာပဲဗျ။ဥပဒါကခက်ရည်ရည်ပြုံးလိုက်တော့ကျုပ်လည်းဥပဒါနိုင်နေပြီမှန်းတိလိုက်ပြီပေါ့အဲ့ဒီအချိန်မှာပဲခင်ရဲ့ကျင်ငယ်ရည်တွေထည့်ထားတဲ့ဖန်ခွက်ကခင်စီကိုတက်ဖြည်းဖြည်းရွေရှားနေတယ်ဗျခင်ကဇပွဲပေါ်ကြာရက်သားပါဇက်ကြီးကလည်းဟာရက်သားဆိုတော့အစင်အစ်မဲပေါ့ဗျာ ူကအကြောက်ကန်နဲ့ယုံနေပေမဲ့တယောက်ယောက်ကဖမ်းချုပ်ထားတယ်လို့မျိုးလှုပ်မရဘူးဖြစ်နေတာမျက်လုံးကြီးပြူပြီးခေါင်းကတဆတ်ဆတ်နဲ့တုန်နေတာပေါ့ဟဲ့ဆုံးမနေသေးကိုနေပြန်တောက်လိုက်စမ်းပါချိုးသလားလို့ဥပဒါကြီးကချိန်ဝါလိုက်တော့ဖန်ခွက်ကခင်းရဲ့ပါဇက်အနာကိုတိုးသွားပြီးတော့ပါဇက်နာရောက်တော့ဖန်ခွက်ကလဲသွားပြီးအထက်ရအရေတွေကခင်းရဲ့မျက်နှာကိုပတ်ကနေဆင်းသွားတာဗျပါဇက်ကြီးကပြဲနေတာဆိုတော့ပါဇက်ထဲကိုလည်းဝင်သွားတယ်လို့မျက်လုံးနေစပင်းတွေကိုလည်းဆူသွားသေးတယ် ပါဇက်သေးကိုသူ့သေးတွေဝင်သွားတော့မှခင်ရရုံးတာပြီးတော့တော်ဝဝနဲ့ထိုးဟန်တော့တာပဲနောက်တော့သူ့တကိုယ်လုံးငှက်ပြားတက်တယ်လို့ချမ်းတုံလာတယ်ဒါနဲ့ခင်ရသူ့ထမိန်ကိုချွတ်တယ်ဗျပြီးတော့စမ်းမြင့်ပေါ်စောင်းကြောက်ထိုင်ကြပြီးတော့သူ့ကိုယ်သူထမိန်နဲ့ခြုံလိုက်တော့ချက်ချင်းလဒါကြီးတကောင်အဖြစ်ပြောင်းသွားတော့တာပဲလဒါကြီးလည်းဖြစ်သွားရောအိမ်ပြင်ကိုပြန်ပြီးပြေးထွက်သွားပါရောမလိုက်နဲ့တော့ဘာသာဥအောင်ရှင်ကဝင်တာတော့မှဥပဒါကြီးကရက်လိုက်တယ်နောက်တော့တရုတ်ကြီးနိုးမလာခင် ကျုပ်တို့အကုန်လုံးသူတို့အိမ်ထဲကနေထွက်လာခဲ့ကြတာပေါ့ပြီးတော့ဘုန်းကြီးကျောင်းတစ်ခုရှိရညောင်မင်းရိတ်မှာခဏနားနေကြတာပေါ့ဥပဒါကျုပ်ကိုအဘင်းနေထည့်ထားတာထုတ်ပေးစမ်းမအောင်ကျုပ်လည်းပြောရတာပေါ့ဥပဒါကကျုပ်ကြောကိုလက်နဲ့တတ်ချတယ်။နောက်ပြီးတော့ခေါင်းခါပြတယ်ဗျ။ဒီအတိုက်ကအစင်းမြင့်နဲ့ဟာငါလည်းထုတ်မရအောင်။ဥအောင်ရှင်ကထလာပြီးကျုပ်ကိုစမ်းသက်တယ်။ဘာသာပြောတာမှန်နဲ့။ဒီအတိုက်ကအစင်းမြင့်နဲ့အတိုက်ပဲ။ဖျားတိုက်တိုက်ထားတာ။ဒါဆိုဆရာကြီးရောထုတ်လို့မတတ်ဘူးလား။ ထုတ်မရတာတော့မဟုတ်ပါဘူးထုတ်လို့တော့ရပါတယ်ဒါပေမဲ့ဒီနေရာမှာလုံးလို့မဖြစ်ဘူးကွာဒါဖြင့်ဘမလောက်ရမှာလဲတို့ရောရောက်တော့မှာပဲအဲ့ဒီရောက်မှ ထုတ်လို့ရနိုင်မယ်ကဲသွားကြစို့ဟိဥအောင်ရှင်ကြည်ရတာလောနေတဲ့ပုံပဲဗျကျုပ်လည်းသူ့နောက်ကပြေးလိုက်လာတာပေါ့ကံကောမြို့မြို့လယ်နာရောက်တော့မြစ်ကြီးတစ်ခုရှိတယ်မြစ်စိမ့်မှာဆင်းပြီးတော့လှေတစည်းငှားရတာပေါ့တို့တွေမြောက်ဘက်ကိုဆုံလိုက်ရင်မြင်းစာရွာကိုရောက်မယ်အဲ့ဒါငါတို့ရွာပဲတငယ်ချင်း ဟာဗျာတောက်တီးတောက်တဲ့မြင်းဆိုတာမြောက်ကနေတောင်ကိုစီးစင်းတာမဟုတ်လားမြောက်ပဲဆိုတော့အစုံပဲဟုတ်မလဲဗျအဆန်ပေါ့ကျုပ်လဲကျုပ်ကြားဘူးနာဝါနဲ့ထညင်းတာပဲဥအောင်ရှင်ကရီမောပြီးတော့ဒီမြစ်ကမင်းထွေဘူးတဲ့မြစ်တေလို့မဟုတ်ဘူးကွမြစ်သားမြစ်ဆိုတာမြောက်ကနေတောင်ကိုစီးစင်းတာမဟုတ်ပဲတောင်ကနေမြောက်ကိုစီးစင်းတာကွထူးဆန်းပါပဲဗျာကျုပ်တို့တည်တဲ့လောက်တော့မြင်းဆိုတာမြောက်ကနေတောင်ကိုစီးတာမဟုတ်လားဒါနဲ့လှေကိုလှော်ခဲ့တာလေတကယ်ပဲဗျကျုပ်တို့သွားနေတာရေစုံကြီးဗျ နေစည်းနေတော့မှာပဲကျုပ်တကူလုံးပူဆက်ပူလောင်ကြီးဖြစ်လာတယ်။နောက်ပြီးအရေးပြားတွေကိုလည်းအဲ့အစင်းတထောင်လောက်နဲ့ဖူးဆိုင်တယ်လို့မျိုးစုကနေစုကနေဖြစ်နေပါရောပူပြီးဆိုတာကကျုပ်လည်းပဲမှာပူတာဗျ။မသိရင်သွေးတွေအကုန်လုံးစူပတ်ပြီးအငွေ့ပြန်တယ်လို့ပူလာတာ။ကျုပ်လည်းမဟန်တော့တာနဲ့လေပေါ်မှာလှဲချပြီးလှိမ့်နေတော့တာပဲ။အလက်ကောင်တတိထားစမ်းတုံနာထဲမှာဥပဒါအတန်ကိုကြားနေရတယ်ဆိုပေမဲ့ကျုံမျက်လုံးကဘာလို့မှမမြင်တော့တာဗျအဖြူတွေအပြာတွေအနီတွေကိုပဲမြင်တော့တာ ပြီးတော့ကျုပ်လည်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့တာပဲ။လေလေးကလည်းမြေတားမြစ်အတိုင်းမြောက်ဘက်ကိုစုံစင်းရင်းဥအောင်ရှိန်တို့ရဲ့မွေးရမြေမြေရွာကိုဥတီလှော်ခတ်သွားတာပေါ့ဗျာ။မြင်းစာရွာဆိုတာမြေကမ်းဘေးကရွာကလေးပြဥအောင်ရှိန်တို့လှေဆိုင်တယ်ဆိုရင်ပဲကျုပ်ကိုရင်မောင်ကချီပိုးပြီးတော့ဥအောင်ရှိန်ရဲ့အိမ်ကိုပြေးတော့တာပဲတဲ့။ဒီဖြစ်တည်းကကျုပ်ကိုနောက်မှပြောပြလို့သိရတာ။ကျုပ်ကတော့တတိလင်းနေတာပေါ့ဗျာ။ဥအောင်ရှိန်တို့အိမ်ကခြံဝင်းအကျယ်ကြီးနဲ့နှစ်ထပ်ပြင်အောင်အိမ်ကြီးပြ အိမ်အပေါ်တဲ့အရှိကန်းတခန်းလုံးကဖျားစင်ကြီးပေါ့ဖျားစင်ပေါ်မှာဖျားလေးစုတင်ထားပြီးကိုးခွေတာပေါ့ကျုပ်လဲရောက်သွားရောဖျားတစ်ချက်ကင်းပြီးဖျားเจ้าဆောင်ရှိမှထိုင်ထားစီတယ်ရင်မောင်ကကျုပ်ကိုအနောက်ကနေကြားကန်တွန်းထားပေးတာပေါ့ဗျာနောက်ပြီးကျုပ်လက်ထဲကိုလည်းအဖြူရောင်တစ်သားနဲ့ထုလုပ်ထားတဲ့ဖျားစင်းတူလေးတစုကိုကင်ခိုင်းထားတယ်တဲ့ပြီးတာနဲ့ဥအောင်ရှင်ကအထက်ပုတ်ကိုယ်တွေကိုခေါ်ပင့်ပြီးတော့ကျုပ်လယ်ဘင်းကိုပရီကိုကုန်းနဲ့တကုံးချင်းစီစွတ်တော့တာပဲတဲ့ ဖျားတိုက်ဆိုတာတော်တော်မလွယ်တဲ့အတိုက်တဲ့ဗျာအလွန်အောက်တန်းကြသလိုရုံညံ့လွန်းတဲ့အတိုက်တဲ့အတိုက်စီရင်တဲ့လူတော်အဲ့ဒီအတိုက်ကိုမပြေနိုင်ဘူးတဲ့ဗျာကျုပ်ကိုဗရီကုန်းကုန်းဆွတ်ပြီးဥအောင်ရှင်ကအတိုက်ထုတ်တော့ဗရီကုန်းလေဆိုတာတကုံးပြီးတကုံးသူ့အလိုလိုပြုတ်ထွက်ပြီးဗရီစီလေဆိုတာပြန့်ကျဲနေတာပဲတဲ့လုံတုံးလုံးကြီးအယဗရီကုန်းကုန်းစလုံးပြက်ရင်အဲ့ဒီလူကိုအတိုက်ထုတ်လို့မရပဲတီရောတဲ့ကျုပ်ကိုအတိုက်ထုတ်နေရင်ဗရီတွေတကုံးပြီးတကုံးပြက်ကုန်တာ ငါးကုန်းမြောက်ပြတ်ထွက်သွားတော့ဦးအောင်ရှိန်ကအနာမကောင်းတော့ဘူးတဲ့နောက်ဆုံးလေးကုန်းပဲကျန်တော့တာ ਉ အဲ့ဒီလေးကုန်းကလည်းမျက်စိရှိမှရင်ဖြောင်းကနေဖြောင်းကနေပြက်ရင်ခုနှစ်ကုန်းမြောက်ပြက်အပြီးမှဆက်မပြတ်တော့ဘူးတဲ့ဦးအောင်ရှိန်တို့လည်းတေချောင်း15မိနစ်လောက်စောင့်ကြည့်နေသေးတယ်ဆိုပဲတေချာတော့မှသူတို့လည်းတက်ပြင်းချနိုင်တော့တာတဲ့ကျုပ်ကတော့နောက်တနေ့မနေ့ရောက်နေပြီဗျကျုံနိုးလာတော့နောက်တနေ့မနေ့ရောက်နေပြီဗျကျုပ်တကူလုံးပေါ့ပါနေပြီဘာမှမဖြစ်တော့ဘူး ကျုပ်တတိယလာတာနဲ့ရင်မောင်ကကျုပ်ဖြစ်ခဲ့တာတွေကိုပြောပြတယ်။ဥပသာကတော့ဖခင်ကရှိမတက်ရဲဘူးတဲ့။ကျုပ်လည်းနုံနိုချင်းဆရာကြီးဥအောင်ရှင်ကိုကုန်းကုန်းပြီးကြောတာပဲဗျ။ဘယ်နဲ့ချိန်မှန်းတော့မသိပါဘူး။ကျုပ်ဆရာကြီးကိုအရန်ကျေးဇူးတင်တယ်။ကျုပ်မှာဆရာကြီးပေးတဲ့အသက်ပဲရှိတော့တာမဟုတ်လား။ဖခင်တိုက်ဆိုတာတော်တော်အောက်တန်းကြတာကွ။မင်းကိုအထက်ခံရမှန်းသိလို့သာပေါ့။ပုံမှန်ဖခင်တိုက်ဆိုပယောကစီးရင်မပေါ်ဘူး။ဒါဆိုဘလို့များတိုက်ပါလိမ့်ဆရာကြီးရဲ့။အခုနီးကိုအခြေတိုက်လို့ခေါ်တယ်။ အနီကစားတင်ထားတဲ့ဖျားဆင်းမှုအသားရဲ့ဖျားအုပ်ကျိုးတိမ်ဝင်တပိတ်ကွဲနဲ့စီရင်ထားတာဖြစ်မယ်ဒီလိုလှုပ်တဲ့လူကတင်ငရဲဦးကျိုးကံမှာပဲဥပသာကြီးကဖျားရှိမတရဲဘူးဆိုတော့ဥအောင်ရှိန်တို့ခြံဝိုင်းတောင်းကတဲကလေးမှာနှစ်ယောက်အတူတူနေလိုက်ကြတယ်ဒီတဲလေးကအစတုန်းကဥအောင်ရှိန်ရဲ့သမီးရစကြုံဆိုင်ဖွင့်တဲ့တဲကလေးတဲ့တဲရစေပေပက်လေလောက်ပဲရှိပေမဲ့ကျုံနဲ့ဥပသာနေလို့လောက်ပါတယ်ဗျာဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေရင်ဥအောင်ရှိန်တို့ရွာမှာပျော်တယ်လို့နေဖြစ်တယ်ဆိုပါစို့ တယုတ်ကြီးရဲ့မိမမခင်လာတယ်ဗျခမ ्या တို့ထူးဆန်းမနေဘူးလားမင်းရွာမှာတွေ့ခဲ့ရတာကြတော့မခင်များလေဒါပေမဲ့စုံစမ်းကြည့်လိုက်တော့ကျုပ်တို့ထင်ထားတဲ့အတိုင်းပါပဲမခင်လာနဲ့မခင်များကညီအမတွေတော်တယ်သွေးသားတော်ဆက်တာမဟုတ်ပေမဲ့ခုနှစ်ဆင့်ကျဲညီအမအဖွဲမှာမခင်လာအကြီးမခင်များအငယ်တဲ့မခင်လာတယုတ်ကြီးရဲ့အပေါင်းဆိုင်မှာအပေါင်းပစ္စည်းတွေပြန်ရွေးနိုင်ုံနဲ့မကပဲနောက်ထပ်လည်းပစ္စည်းတွေလာစုအောင်လို့အောက်လန်းနီးနဲ့လှုပ်ပေးထားတယ်ဗျ ။ဒါကြောင့်ရှေးလူကြီးတွေကအပေါင်ဆိုင်နဲ့မပတ်သက်နဲ့လို့ပြောတာနေမှာ။အပေါင်ဆိုင်တစ်ခါရောက်ဘူးရင်ဂရီဂရီသွားတတ်တယ်တဲ့။ခုလဲမခင်လားတရုတ်ကြီးကိုအောက်လန်းကြီးတွေသုံးပြီးစီးပွားရှာပေးနေပုံပါပဲ။ဒီအကြောင်းတွေထပ်ပြောရင်ဇလန်းတပုတ်စာရတယ်။ကဲဒီနေ့တော့နားပြီဗျာ။နောက်နေ့မှပဲမြင်းစာရွာမှာဘာတွေထူးထူးဆန်းဆန်းဖြစ်ခဲ့တယ်လဲဆိုတာကိုဆက်ပြောကြအောင်ဆို။ပြိတ္တများရှင်ဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်